အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အဆိုရအဖွဲ့က VOA သတင်းဌာနရဲ့သတင်းတော်ဥယေ600ကျော်ကိုအလုထုတ်ခဲ့တယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်။ VOA သတင်းအေဂျင်စီဟာစနစ်တကျအလုမလုပဲဗန်လိုက်မှုတွေရှိပြီးအချင်းနှီးဖြစ်နေတာကြောင့် ဂျာနယ်လစ်တွေကိုအလုထုတ်ခဲ့တာဖြစ်ကြောင်းအမေရိကန်အစိုးရအဖွဲ့ကပြောပါရယ်ဒုတိယကမ္ဘာစစ်အတွင်းကနာဇီတို့ရဲ့ဝါရဖျက်မှုကိုတံပြန်မှုထူထောင်ခဲ့တဲ့ VOA ကိုပိတ်တာဟာကိုကိုကိုဖျက်ဆီးတဲ့သမိုင်းဝင်လုပ်ရဲ့ဖြစ်တယ်လို့ VOA ရဲ့သတင်းတောက်ချုပ် Steve Harman ကပြောပါရယ်အလုထုတ်ခံခဲ့ရသူတွေအနက်ပါရှန်ဘာသာစကားနဲ့သတင်းပို့နေတဲ့သတင်းတောက်တွေလည်းပါဝင်ခဲ့ပါရယ် ဒီသတင်းတောက်တွေကိုခွင့်ပေးထားခဲ့တာဖြစ်ပေမဲ့လည်းအစ္စရေးကအီရန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်အလုတ်ကိုပြန်ခေါ်ခဲ့တာဖြစ်ပြီးလက်ရှိမှာအလုတ်ထုတ်ကြောင်းအကြောင်းကြားစာတွေလက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။ AP သတင်းအေဂျင်စီရဲ့ဖော်ပြချက်အရပါရှန်သတင်းတောက်တွေဟာဇွန်20ရက်ကသတင်းရုံးခန်းရဲ့အပြင်ဘက်ကိုဆက်လက်ထွက်တောက်ခဲ့ပြီးတဲ့နောက်ရုံးခန်းထဲကိုပြန်ဝင်ခွင့်မရတော့ဘဲအလုတ်ကနေထုတ်ပေးကြောင်းအကြောင်းကြားစာတွေကိုလက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။ဒီနေ့မှာတော့အထင်းကိုမဲ့နေတဲ့ Federal Bureaucracy ရန်တရားကိုချုပ်ဖို့ အမေရိကန်သမ္မတထရမ့်ရဲ့လုပ်ငန်းစဉ်ကိုအာဏာတည်စေဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချခဲ့ပါတယ်လို့သတင်းဌာနတွေကိုစီမံကင်တွေ့တဲ့ USAGM ရဲ့ဥက္ကဋ္ဌကာရီလိတ်ကပြောကြားခဲ့ပြီးဝန်ထမ်းပေါင်း639ဦးကိုအလုထုတ်ကြောင်းဇွန်20ရက်ကကြေညာခဲ့ပါတယ်။ဒါကြောင့်မလကစပြီး BOE သတင်းအေဂျင်စီရဲ့ဝန်ထမ်းစုစုပေါင်းရဲ့85ရာခိုင်နှုန်းကျော်ဖြစ်တဲ့ဝန်ထမ်း1400ခန်းဟာ၎င်းတို့ရဲ့အလုကင်တွေကိုဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။လက်ရှိမှာ VOA ကျူဘာရုပ်သံထုတ်လွှင့်မှုဌာနနဲ့ USAGM တို့မှဝန်ထမ်း90ခန့်ဆက်လက်တန်းရှိမှာဖြစ်ကြောင်းကာရီလိတ်ကပြောကြားခဲ့ပါတယ်။